လာပါရှင်မိုးလေဝသနဲ့ဇလာဗီတာညွှန်ကြားမှုဦးစီးဌာနကနေဇွန်လ9ရက်ဒီကနေ့နဲ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင် ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်ဒိုတွင်မုတ်တုံလေးရအသိဉာဏ်တရှိနေပါသည်ဒီကနေ့ညနေအထိခမ်းမန်းချက်ကတော့မှန်ကလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပင်နယ်နဲ့ရှမ်းပင်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျနေပြီးတော့ရှမ်းကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးနဲ့ကချင်ပင်နယ်တို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပင်နယ်တို့တွင်နေရာအနှံအပြားမိုးထေချုံရောက်ပါမယ်ရွာရံနှုံပြေဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရတနင်္လာရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်တိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးချိုးပြစ်ခြင်းလျက်စည်းလက်ခြင်းနှင့်မိုးဒီကျွေခြင်းစားရင်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါသည် မြမပင်လေပြင်းတွင်မြမကန်ယူရန်တရှောင်းနေကန်းလိုပင်လေပြင်းတို့တွင်တခါတည်းရန်မိုးသက်လေပြင်းများကြောက်ရောက်ပြီးလိုင်းအသိအတဲမှလိုင်းချင်းနေမှာတယ်မိုးသက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေးဟာတနအိုင်လင်းမိုက်30အထိတက်ခိုင်နေမှာတယ်လိုင်းမြင်မှာမြမကန်ယူရန်တရှောင်းနေကန်းလိုပင်လေပြင်းတို့တွင်ရှစ်ပေမှဆယ်ပေခန့်ရှိနေမှာတယ်နောက်နေ့အတွက်ခမချက်ကတော့ကပလီပင်လေပင်နဲ့ပင်ကလာပင်လေအော်အရှိတောင်ပိုင်းတို့တွင် မုတ်တုံလေးအားအသိဉာဏ်တွင်မှအကောင်နေပါရဲ့ နေပြည်တော်နဲ့ရွာကုန်းမြို့အနီးတဝိုက်အတွက်ဒီကညနေထိခမ်းမကြက်ကတော့နေရွက်ကြောင်မှုထိကျုံရပါမယ်။ရွာရန်လုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတဝိုက်အတွက်ဒီကညနေထိခမ်းမကြက်ကတော့နေရွက်ကြောင်မှုထိကျုံရပါမယ်။ရွာရန်ရန်လုံး80ဖြစ်ပါတယ်ရှင်။